နေ့ရန်ကုန်တိုင်းဒေသကြီးကလာမြို့နယ်ရုံငန်းဖွံ့ဖွဲဒီလူပါတီရုံငန်းဖွံ့ဖွဲကိုကြွားရောက်လာကြတဲ့ဒီလူပါတီဝင်ရဲဘော်များရောကလာမြို့ကမိတ်ဆွေအားလုံးကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာကနာမတို့ကွန်ဆက်အားအဲ့တော့ ာဒီယုံမဲ့ပွင့်မွဲလို့ပြောတော့ပါဒီရဲ့ခန်းကန်တာဘယ်တော့အရေးကြီးတယ်လဲနောက်တစ်ခုကပြည်သူတွေကြားထဲမှာနိုင်ငံရေးရဲ့အခန်းကန်တာဘယ်တော့အရေးကြီးတယ်လဲဆိုတာအဲ့ဒါပြောဖို့လိုအပ်တာပါနိုင်ငံရေးပါတီမရှိရင်ဘာပြင်ရှိတော့ရှိတယ်အတိုက်အခံမရှိဘူးတပါတီရဲ့ သူ့ကိုထောက်ပြမဲ့လူလည်းမရှိဝေဖန်မဲ့သူလည်းမရှိဘလို့ဖြစ်မလဲဒါကျွန်တော်တို့တက်တန်းနေဆိုရင်တော်တော်များများကျွန်တော်တို့တက်တန်းခဲ့အထူးသဖြင့်ဆက်ဆက်ချက်မတိုင်ခင်တော့မှတ်မိကြဖို့ပါပါပြောရရင်သမီးတော်ဘောပါမစားရဘူးအစားကြည့်ရင်မဝဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်စီစားဦးထပ်ပြီးဝယ်ရမှတ်မိဦးပါပါနော်အတမတလောက်ပဲတယောက်ကိုဘယ်နဲ့ပြည်စုံဘယ်နဲ့ပြည်ပဲမလောက်ရင်အစားကြီးရင မောင်ကိုသေးရှိအပြင်မှာဝယ်စားနော်အဲ့တော့အဲ့ဒီကာလမှာဘုထုပုံနဲ့စီးပွားရေးစနစ်တွေဘာရွေးနေပြီဆိုတာကိုထောက်ပြမဲ့သူမရှိတော့သူ့မှာသူတော့တယောက်တည်းအောင်မြင်နေတာဘယ်နေရာမှာအောင်မြင်နေလဲဆိုတော့တင်းစားတဲ့အောင်မြင်တာပေါ့မြေပြင်မှာကတော့တစ်ပြည့်ပြည့်နဲ့ပြည်သူကအလူလဲပြင်အဲ့ဒါနောက်ဆုံးကျွန်တော်တို့ရှင်လေးတို့ဒီလိုပုံကြီးဖြစ်လာပြီးတော့ကဘာတီနဲ့တော့သွားလို့မဖြစ်တော့ဘူးဟလာကိုလုံနေတာမမမသိမမမသိ အဲ့တော့အကျိုးဆက်ကပြည်သူတွေကြားထဲမှာဘလို့ရှိသလဲဆိုတာကိုပုံပေါ်လေးလေးမပြောရဲမဆိုရဲဖြစ်နေတဲ့အခြေအနေရနေပြီးတော့နောက်ဆုံးအဲ့ဒီအချိန်ကမြန်မာဆိုရှယ်လီလမ်းစဉ်ပါတီဥက္ကဋ္ဌကြီးပေါ့ဥနေဝင်းကိုနိုင်ကကပါတီကြိုက်သလားပါတီစုံကြိုက်သလားဆိုပြီးတော့ဒါလည်းစပြီးတော့သူကိုယ်တိုင်ကဟလာပြည်သူရဲ့စံတော့တောင်းဆိုချက်တွေကလည်းပါတီစုံဖြစ်နေပြီဆိုတော့နောက်ဆုံးပါတီစုံဒီမိုကရေစီကိုကြောင်းတယ် အဲ့တော့ပြောင်းလာတဲ့အခါကျတော့အဲ့ဒီချိန်ကအာနာသိန်းနဲ့စေဇိုးရကိုနှိုက်တာအာနာသာသိန်းတော်ကျွန်တော်တို့ဒီရှင်လင်းလုံးရေးတော်ဘုံကြီးကနေတောင်းဆိုလိုက်တဲ့ဒီမိုကရေစီရရှိရေးတို့ရေးဆိုတာကိုသူလွန်ဆန်လို့မရဘူး။ဒါကြောင့်မလို့အာနာသိန်းကတည်းကတတိပေးတယ်။ပါတီစုံဒီမိုကရေစီစနစ်နဲ့ဈေးွက်စည်းဝါးရေးစနစ်ကိုပေါ်ဆောင်ပါမယ်ဆိုပြီးတတိပေးပြီးတော့အာနာသိန်း။အဲ့တော့သို့တော်ပုံမှန်တကြတော့ဖြစ်မလာသေးဘူးခုချိန်ထိဖြစ်မလာသေးဘူး။ အဲ့တော့အခုလည်းပဲ2021နိုင်ငံရေးအပြောင်းလဲဖြစ်သွားတဲ့အချိန်မှာ လက်ရှိဥဆောင်နေတဲ့အမရကာကွယ်ဥစည်းချုပ်ကလည်းအထက်တက်ကတိပေးတယ်ပါတီစုံဒီမိုကရေစီကိုပေါ်ဆောင်ပါအဲ့တော့ပါတီစုံဒီမိုကရေစီပေါ်ဆောင်ပါမယ်ဆိုပြီးတော့ပြည်သူ့ကြားထဲမှာကနိုင်ငံရေးပါတီတွေအပေါ်မှာဘယ်လိုသဘောထားတယ်လဲဘယ်လိုမြင်တယ်လဲအဲ့တော့သိရေးကြည့်မဟုတ်ရင် နိုင်ငံတော်ကြီးကဆက်ဆက်ကတော့ပါတီစုံဒီမိုကရေစီလို့ပြောတယ်ပြည်သူတွေကနိုင်ငံကြီးကြောက်နေတယ်ဆိုရင်အဲ့ဒီပါတီစုံဒီမိုကရေစီကဘလို့နည်းနဲ့မှမအောင်မြင်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့တော့ပြည်သူတွေအနေနဲ့ဘာကြောက်နိုင်ငံကြီးစိတ်ဝင်စားတဲ့လေနိုင်ငံကြီးပါတီတွေရဲ့အခန်းကဏ္ဍဘလို့အရေးကြီးတယ်ဆိုတာလေအဲ့ဒါလေးကျွန်တော်ဒီဒါလမျိုးနဲ့ပြည်သူပါတီရုံးကဖွင့်ပွဲမှာဒါလေးကျွန်တော်ကညဝေးပေးတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့ကိစ္စပါလာတယ် အဲ့တော့နိုင်ငံတော်ဆိုတာကနိုင်ငံသားတွေနဲ့စုဖွဲ့ထားတာတကယ်ဆိုရကသူ့ကိုယ်သူနိုင်ငံတော်လို့ပြောလို့မရဘူး။အားကြောင့်လဲဆိုတော့ကျွန်တော်တို့တမိုင်းမှာပဲဖြစ်ဖြစ်နိုင်ငံတကာမှာပဲကြီးကြီးအဒုတ်ကြီးလို့ဒုတ်နဲ့ဇိုးဝတဲလို့တဲ့ဓာကြီးလို့ဓာနဲ့ဇိုးဝတဲလို့တဲ့အစိုးရတော့ဖြစ်သွားတယ်။သို့တော့နိုင်ငံသားတွေကိုကိုစားပြုတဲ့နိုင်ငံသားတွေရဲ့သဘောဆန္ဒမပါဘဲနဲ့တက်လာရင်အစိုးရတော့ဖြစ်နိုင်ငံတော်လို့ပြောလို့မရဘူး။အဲ့တော့နိုင်ငံတော်ဆိုတာက နိုင်ငံသားတဦးချင်းတဦးချင်းသာဒါငါတို့နဲ့ဆိုင်တယ်ဒီနိုင်ငံတော်ဆိုတာကြီးမှာငါတို့လည်းပါတယ်ဆိုတဲ့ခံစားမှုဖြစ်လာမှနိုင်ငံတော်ကအတိတ်ပဲဆက်ရောက်အတိတ်ပဲပြေဝအဲ့တော့ကျွန်တော်တို့ကနိုင်ငံတော်ကနိုင်ငံသားတွေနဲ့ပတ်သက်လို့ဘာတွေတာဝန်ရှိတယ်လဲလို့ပြောတယ်မမွေးခင်တည်းကနေစပြီးတော့နောက်ဆုံးထွက်တဲ့အတိတ်တာဝန်ရှိအခမဲ့ပညာသင်ကြားရေးစနစ် ကျွန်တော်ပတ်သက်မတတ်နိုင်လို့ပုဂ္ဂလိကအကြောင်းမထားနိုင်ဘူးနိုင်ငံတကာအကြောင်းမထားနိုင်ဘူးဒါပေမဲ့သူ့ရဲ့ပညာသင်ကြားခွင့်ဟာနိုင်ငံတော်မှာတောင်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအခမဲ့မူလာဒန်းပညာသင်ကြားရေးဒါဟာနိုင်ငံတော်ကတာဝန်ယူရပညာသင်ကြားရုံမကောက်ဒါကျွန်တော်နိုင်ငံတော်တော်များများရောက်ဘူးလေအဲ့ဒီမူလာဒန်းကျောင်းလေးတွေမှာအဟာရအစီအစဉ်ရှိတယ်ဒီကနေ့ဒီဟလာညံရီဖုံပြိုးတဲ့ ကိုလက်ကြောက်ခိုင်တဲ့နိုင်ငံသားလေးတွေဖြစ်လာဖို့အတွက်အဲ့ဒီကြောင်းနေမှာနို့တိုက်တယ်ဟလာအာဟာရကျွေးတယ်ဆိုတဲ့အစီအစဉ်ရှိကျွန်တော်ပြောချင်တာကကျွန်တော်တို့အတွက်တချို့ဟာတွေကအထူးဆန်းလို့ဖြစ်နေလေတကယ်ကတော့နိုင်ငံရေးအားကောင်းလာပြီဆိုရင်ကျွန်တော်တို့လွတ်တော်ထဲမှာအိမ်တိုင်းမှာကျွန်တော်တို့ဟလာငွေချင်းသုံးစွဲမှုဖိနေမဖိနေစဉ်းစားရတယ် တာကြီးသမီးကြီးဖြစ်လာရင်တာကြီးသမီးကြီးတွေပါဝိုင်းစင်းလာတယ်အဖေရောက်ဝင်ွေဘယ်လောက်ရှိလဲအမေရောက်ဝင်ွေဘယ်လောက်ရှိတာကြီးဆုံးကဝင်ွေဘယ်လောက်ရှိအဲ့တော့တို့အိမ်ကားနေတယ်ဆိုရင်အိမ်ကားကဖယ်ရမယ်ရေဘိုးမီဘိုးဖယ်ရမယ်ပြီးရင်တနေ့ကိုမြေဘိုးဘယ်လောက်သုံးလဲဘာဘယ်လောက်သုံးလဲဆိုတော့ဒါအရေးမကြီးဘူးလားအဲ့တော့နိုင်ငံတော်မှာလည်းပဲနိုင်ငံသားတန်း90ရောက်တော့သွားပြီးတခိုင်နဲ့သွားဆွေးနွေးလို့မရဘူးအဲ့တော့သူတို့ကကိုယ်စားလှယ်ရွေးလိုက်ရရွေးလိုက်တဲ့ကိုယ်စားလှယ်တွေကသူကတွတ်တော်နဲ့ရောက်ရောက်သွားတဲ့အခါကျတော့ ဒီတို့ပတ်စံဘယ်လိုသုံးကြအောင်လဲတို့နိုင်ငံကရတယ်ဟာဘယ်လောက်ပတ်စံရခလေးတွေပညာရေးအတွက်ဘယ်လောက်သုံးမလဲရာဂိုင်လုံးဘယ်လောက်သုံးမလဲခလေးတွေကျန်းမာရေးအတွက်ဘယ်လောက်သုံးမလဲဒါကျွန်တော်ပြောချင်တာနိုင်ငံရေးဘယ်လောက်ရေးကြည့်တယ်ဆိုတာကနိုင်ငံသားတဝူးချင်းကိုမပွေးခင်ခိုက်ခဲမှာကလေးကကျွန်တော်တို့ကနိုင်ငံတော်ကဆောင်ကြဖို့ပြေးရမယ်ဆိုတော့ဒါကိုပြောပြတယ်တကယ်လို့မရှိသေးဘူးဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီ ွတ်တော်ထဲမှာဟာခမရတချို့သုံးစိတ်တရားဘလို့ပဲနဲ့သုံးနေတာအဲ့ဒါတွေရှော့ကျွန်တော်တို့ဒီနေရာတွေမှာတော့ကိုသုံးတဲ့အဲ့ဒါတွေအဲ့ဒါတွေကအဲ့ဒီနိုင်ငံရေးပါတီတွေတွတ်တော်ကိုယ်စားလှယ်တွေကတွတ်တော်ထဲမှာဆွေးနွေးပြီးဆုံးဖြတ်ရအင်းဒီရဲ့ထိုင်းနိုင်ငံကျွန်တော်တို့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်အခုလေသူကပြဿနာတွေသူ့ပြဿနာတွေသူရှိနေတာပဲဟိုကျွန်တော်တို့တော့အချင်းချင်းကျွန်တော်တို့ကတော့ဟို ရည်စရာမောစရာပြောတာပါဥမာတမီးရဲ့ဥပဒနာပေါ်တယ်ဟဲ့လားဘာလို့ကမ္ဘောဒီးယားနဲ့သူကဟိုနေဇာပြဿနာဖြစ်တော့သူတို့မိသားစုချင်းကရင်းကြီးရင်းကြီးတော့ဟိုဘက်ကလက်ရှိနိုင်ငံကောင်းဆောင်တော့မဟုတ်တော့ဘူးဒါပေမဲ့ပြောရရင်တော့ဩဇာအာဏာရှိတာကြီးဟွန်ဆန်ကအာဏာရှိတယ်အဲ့တော့ဟွန်ဆန်ကိုဘက်ကထိုင်းယူဝန်ကြီးချုပ်ကပေတုံတန်ကလာဦးလေးရဲ့ဘာညာနဲ့တမီးနဲ့ဦးလေးပြောတဲ့စကားအဲ့ဒီဟာဖုန်းနဲ့ပြောတာတတိတော်ထားတော့ဟာအဲ့ဒါကြီးက စဉ်းစားကြည့်နော်ကျွန်တော်တို့အရက်သား၂ယောက်ပြောတာမဟုတ်ဘူးဝန်ကြီးချုပ်နဲ့ဟိုဘက်ကနိုင်ငံကောင်းဆောင်အကြီးအကဲဟောင်းနဲ့ပြောတဲ့အတန်ဖိုင်ကြီးကပေါက်ပေါက်ကြားလာပြီးတော့တခါတည်းသူရှင်းလို့မဆုံးသေးဘူးမပြီးသေးဘူးအဲ့တော့ဒါကျွန်တော်ဒါကိုပြောနေတာမဟုတ်ဘူးအဲ့တော့ထိုင်းနိုင်ငံမှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဘတ်30နဲ့ကျန်းမာရေးစောင့်ကြောက်ဘူးအဲ့တော့ထိုင်းနိုင်ငံသားအလုံးကဘတ်30နဲ့ကျန်းမာရေးကွာအမကံသဘောမျိုးကိုတွဲလိုက်ရင်သူ့ကိုကျမကြီးစစ်စည်းတာကုတာတာအားလုံးမှာ ထပ်ပေးစီအောင်လို့တော့ဆိုတော့ကျွန်တော်တို့ဈေးမှာတခုခုများဖြစ်ရင်ကျွန်တော်တို့လူကြီးတွေပြောတာရှိတယ်မတ်တဆာပဲရှိတယ်တုံးလုံးစာမရှိဘူးဆိုတော့တမားကြီးများတခုခုဖြစ်ရင်ဟာတော့ဒီပြေးပြီးဟိုကပေါ်ပေါ်ကဒီကရောင်းအောင်လားဟာဖြိုးလို့လားတနေ့စာတနေ့ကိုမနေ့စာညစာကိုနှမ့်မှန်အောင်အနေစူးစမ်းနေရတော့တမားကြီးကူးဆိုင်ကြတော့တမားကြီးများတခုခုဖြစ်လိုက်ဘူးဘုကူပုတ်ပြဈေးရုံညသွားလဲဆယ်ကဏ္ဍဆိုတာပြုတ်ခွင့်လဲပဲ ကောင်တောင်ဖြစ်လိုက်တာနဲ့ယာကနာတော့ထိပါတိမ့်ဘူးနော်အဲ့တော့အဲ့တော့ဒီအားလုံးကနိုင်ငံရေးနဲ့ဆိုင်တယ်ဒါကြောင့်မလို့ပြည်သူတွေကအာသွားသမကွာကိုသမီးကိုရှာစားရတာနိုင်ငံရေးကမပတ်သက်တာကောင်းပါတယ်ဆိုရင်နိုင်ငံရေးကမပတ်သက်ရင်အဲ့ဒီအကျိုးခံစား권လေကျွန်တော်ကဆုံးရှုံးဆုံးရှုံးရုံနဲ့မကောက်ဘူးကိုကတော့မပတ်သက်တာနိုင်ငံရေးကကိုလာပတ်သက်စံစည်းကြည့်တာနိုင်ငံရေးပဲ ဟဲ့လားကျမကြီးပြလို့ဈေးဝင်မရတာနိုင်ငံရေးပဲအကုန်လုံးဟာနိုင်ငံရေးမူဝါဒဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ပတ်သက်တယ်ဒါကြောင့်မလို့ကျွန်တော်ကရောက်တဲ့နေရာတိုင်းမှာပြောတာနိုင်ငံရေးမပတ်သက်တာကောင်းပါလေဆိုတာမျိုးများအတွေးဝင်လာခဲ့တယ်မပတ်သက်လို့မရဘူးကြီးကြီးရှင်းရှင်းနေလို့ကိုမရဘူးအ ਨੇ ဆုံးစိတ်ဝင်စားဖို့လိုတယ်ပြီးရင်ကိုမပြောရရင်ဘာလို့ပြောခိုင်းလဲဟာဒါကနိုင်ငံရေးသမားကိုပြောခိုင်းရတော့နိုင်ငံရေးပါတီကလူတွေကိုကျွန်တော်တို့ကပြောခိုင်းရတယ် မပြောတတ်ဘူးသွားတိုင်ပင်ကျွန်တော်တို့ကတန်းနယ်တလောက်အကြံဉာဏ်ပေးပြီးတော့ဒီကိစ္စကဘယ်လိုပြောရလဲဘယ်လိုဖြေရှင်းရလဲကျွန်တော်တို့ကအကြံဉာဏ်ပေးနိုင်တယ်သို့မဟုတ်သူတို့ကိုစားမပြောရရင်ကျွန်တော်တို့ကပြောပေးရအဲ့တော့ဘုရားစကားပြန်စစ်ကိုပေါ်ဆောင်မိခင်ကနေစပြီးတော့ဝိကိစ္စကလေးဆင်းရဲတော့ပါတဲ့မိသားစုတွေအတွက်ထောက်ပံ့ပေးရှိတယ်ကျောင်းမတဲ့ရွယ်ရောက်လာပြီးအခမဲ့ပညာသင်ကြားရေးစနစ်ရှိရတယ် နောက်တစ်ခုကဒီကလေးတွေကိုအဟာရအစီအစဉ်ပါညာဓာရီဟာအဲ့တော့အကုန်လုံးကနိုင်ငံရေးနဲ့ဆက်ဆက်နိုင်ငံရေးနဲ့ဆက်ဆက်အဲ့ဒီကနေပြီးတော့ပြင်အောင်ကြတယ်အလုပ်ရအဲ့တော့အဲ့ဒီခါကျတော့ပထမပိုင်းကတော့နိုင်ငံတော်ကစိုက်ထုတ်ပြီးတော့သူကသူ့ကိုစောင့်ရှောက်ပါတယ်အဲ့အလုပ်ရသွားပြီဆိုတော့အခွန်ပြန်ပေးရဟောနိုင်ငံတော်သူကပြန်ပြီးတော့အခွန်ဆောင်ရရောင်းနေဝယ်တယ်အခွန်ဆောင်တယ်အဲ့ဒါစီးပွားရေးလုပ်တယ်အခွန်ဆောင်တယ် အဲ့ဒီအခွန်အနေနဲ့ဘုနာဟာတွေကိုကျွန်တော်တို့ကဖြေချင်းရဘလောက်ကြီးဖြစ်သွားလဲဆိုတော့အဲ့ဒီကနေပြီးတော့ပင်စင်စားရွယ်ရောက်သွားတော့သူအလုံးလုံးတော့ကစုထားတဲ့ရံပုံမူကြီးပေါ့အဲ့ဒါနဲ့သူ့ကိုပင်စင်လာစားပြန်ပြီးတော့ထောက်ပံ့ပင်စင်လာစားအပြင်ဘိုးတော်ကဆိုရင်ကျွန်တော်အသက်60အထက်ကိုအခုလည်းပဲကျွန်တော်တို့ကနိုင်ငံတော်ကနေပြီးတော့လာစင်ထောက်ပံ့ဖြစ်တကယ်လို့ဒါကျွန်တော်တို့ကဟလာစီမံခန့်ခွဲမှု 好了，那这里阿公公的书信，哎 <noise>，他把这些牛皮拿来拿来玩了，好了，那么咱们这边的话，你要注意，那这个那是经过什么路啊？那个路呢？专门去会飞的，哪里啊？哪里？阿公老人家呀，刚走的去会飞了，好了，牛杂巴礼品呀，蚌埠的、陕西的品，哪里？哪里？看咱们补了，那个走到标点上，嘎。 ကျွန်တော်တို့ကအာရယာချုပ်ပြီးတော့ရုံးနေဖွင့်ပြီးတော့နိုင်ငံရေးပါတီတစ်ဖက်တော့ဘာပြီးတော့ဘာလုပ်မှလဲလို့ပြောရင်ကျွန်တော်တို့လုံးဝမယ်ကိစ္စတွေအဲဒီကိုမွန်ဆောင်ပြည်နယ်ကနေပြီးတော့နောက်ဆုံးပြောရင်အခုကျွန်တော်တို့တစ်ခါကြတော့ဟိုနာရေးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကြီးကြီးလာလို့ဟလာခုနကပြောတဲ့တက်ကြီးထောက်ပံ့ကြီးအပြင်ကိုပြန်လွန်သွားပြီမြေကြတဲ့အထိပြောရရင်ဒါစီပင်သာယာကလို့ဒီဒီနာနာရေးနောက်ဆုံးခရီးအထိသို့တော်မလုံနိုင်တော့ လာဟိုကိုကျော်သူရှိလို့ဟိုအတေဖြောက်တယ်လို့ဖြစ်တယ်။တကယ်ကသူကပြောရရင်စေတနာပြည့်လုပ်တဲ့လူတွေတကယ်ကပြောရရင်နိုင်ငံတော်ကိုနိုင်ကအဲ့ဒီနောက်ဆုံးမြေကျတဲ့အသည့်နိုင်ငံသားအတွင်းနိုင်ငံသားတယောက်ချင်းအတွက်တောင်းရှိအဲ့ဒါကြောင့်ဒါဒီအားလုံးဟာနိုင်ငံရေးဖြစ်ပါတယ်။အဲ့တော့နိုင်ငံရေးနဲ့ပြင်းပြင်းချင်းချင်းနေမယ်လို့ဆိုရင်ကျွန်တော်ဒီနေ့ပြောသွားတဲ့ဟာလေးတွေကိုပြန်ပြီးမြင်အောင်ကြည့်ပါစဉ်းစားကြည့်ပါ။ဘိုက်ထဲရှိတဲ့အချိန်ကနေစပြီးမြေကြီးထဲရောက်တဲ့အသည့် နိုင်ငံကြီးပတ်သက်ပါလေ။နော်။ဒါကကျွန်တော်ကအကြံဉာဏ်ပြောတာ။အဲ့တော့ပြည်သူ့ပါတီကဘာတွေလုပ်ပေးနေလဲ။ကျွန်တော်တို့ရုံးပါ။လာလာပြီးတော့အကြံဉာဏ်တောင်းတာတွေတိုင်တာတောတာတွေအများကြီးရှိပါတယ်။အဲ့ဒါမှထူးခြားတာပြောရရင်မှတ်ပုံတင်ပြစား။ယုံဌာနနဲ့ဆက်ဆံရတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေကငကိုတွေကယုံပြင်ကဏ္ဍကြောက်ကြောက်တော့အဲ့ဒီယုံကပြောရင်ဘာမှမသိကျွန်တော်တို့ကလည်းခေါင်းညှိရတယ် နားမလည်တာလည်းပေါ့အဲ့ဒီလူနဲ့ဘာဖြစ်လဲဆိုတော့မအီမအီနှစ်ယောက်စလုံးနိုင်ငံသားဖြစ်ပါတရက်နဲ့သားသမီးတွေနိုင်ငံသားစီစီရကပြရဖို့ကြက်ကြဲဖြစ်နေတဲ့ကိစ္စတွေအဲ့ဒါကြီးကျွန်တော်တို့ဒီသူပါတီဒီလိုမျိုးနယ်ရုံးတွေကနေတစ်ဆင့်ကိုကြီးဆောင်ရွက်ပေးနေတာလို့ရှိပါတယ်နောက်တော့ကစစ်မှုတန်းဥပဒေစစ်မှုတန်းဥပဒေမှာမြေမြေပေါ်မှာဥပဒေနဲ့မညီဘဲနဲ့ ြစ်နေတဲ့ကိစ္စဆိုတော့ဥပဒေဆိုတဲ့သဘောကတော့ကျွန်တော်တို့ကလွတ်တော်လည်းမရှိနောက်တစ်ခုကဒီဥပဒေကဟိုရင်ကလေးကပြတ်ခံပြီးသားလွတ်တော်နှစ်ရက်စလုံးပါလေပဲဦးသိန်းစင်လွတ်တော်ရောဒေါ်စန်းစုကြည်လွတ်တော်ရောနှစ်ခုစလုံးပါလေဒီဥပဒေကိုပြင်ချင်းဖြတ်ချင်းမရှိတဲ့အတွက်ကြောင့်ဒီဥပဒေဒီတည်ဆဲဥပဒေဖြစ်ဖြစ်နေတော့ဒီဆဲဥပဒေကိုကျင့်သုံးတဲ့အခါမှာလက်လွတ်စပယ်လောက်တာဒီဥပဒေမဲ့ဖြစ်နေတဲ့ကိစ္စတွေ တိုင်ကြားတဲ့ကိစ္စကိုကျွန်တော်တို့တတ်နိုင်တော့ကျွန်တော်တို့ဆောင်ရွက်ပေးပါအဲ့တော့ဒါကကျွန်တော်တို့ဒါတင်ရှားတဲ့ဟာဒီပြောတာပါเนาะအဲ့တော့ပြောရရင်ကျွန်တော်တို့ရှိမှလူကုန်ဦးလဲကျွန်တော်တို့စီရောက်လာတာပဲအသက်မကြီးတဲ့ကလေးစစ်မှုတန်းပေါ်သွားလို့ဆိုတဲ့ကိစ္စလည်းရောက်လာတာပဲအဲ့တော့တော်တော်များများကိုတော့ကျွန်တော်တို့တတ်နိုင်တော့ပူကြီးဆောင်ရွက်ပေးနေတာရှိပါတယ်ကိုတော့အခုပူကြီးဆောင်ရွက်ပေးနေတဲ့ချိန်မှာကျွန်တော်တို့မှာဘာလုပ်ပိုင်ခွင့်မှမရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟလာဟိုတော်တော်လည်းမရှိဘူး ျွန်တော်တို့ကိုယ်နိုင်ကလည်းဟလာဌာနဆိုင်ရာတွေကိုဘာလို့ပါပါမလို့ပါနဲ့လို့ပြောပြီးတော့ညွှန်ကြားလို့မရဘူး။သို့တော့ဥပဒေနဲ့အညီဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ကတိုက်တွန်းတာအကျိုးဆောင်ပေးတာကိုကျွန်တော်တို့လုပ်ပြီးပါတယ်။အဲ့တော့ဒါကြောင့်ပြန်ထုတ်ပါလို့ရှိရင်ဗာဒီယုံမန်းနေဖွင့်နေတယ်ဆိုတာဟာဒါဒလမျိုးနဲ့ဒလမျိုးနဲ့ပြောရရင်တော့ဟိုတော်တော်ကျဲပါလေနော်။အသို့တော့ဒါကျွန်တော်တို့ဒီနေရာမှာဖွင့်တယ်ဆိုတာဒီနီလာပဝန်းကျင်မှာရှိတဲ့ ဆက်ဆက်နေတဲ့ကြေးရွာများဟလာမြို့ပေါ်ရပ်ွက်များအဲ့ဒါအပြင်နဲ့အားလုံးကျွန်တော်ကကြီးတဲ့ပုံပြီးကျေပြန့်လာအောင်ထိတ်ဆက်စည်းရုံးပြီးတော့ဒလားမြို့နယ်ပြည်သူတွေရဲ့အကျိုးတော်တို့ဆောင်ရွက်ပေးနိုင်ဖို့ဒီကဒလားမြို့နယ်ပြည်သူပါတီဝင်များကလည်းကြိုးပမ်းပေးဖို့ခိုက်တော့ပါတယ်နောက်တစ်ခုကတော့ဒလားမြို့နယ်ပြည်သူများကလည်းဟာတော်မတို့တိုင်ပင်စရာဆွေးနွေးစရာ အကူအညီတောင်းစရာနေရာတစ်ခုပေါ်လာပြီလို့စိတ်ထဲနှလုံးထဲမှာမှတ်ယူပြီးတော့ရုံရုံကြည်ကြည်နဲ့ကိုတူကိုသားကိုပေါင်းခလာတို့ဥပ္ပဒေလေးပြောကြဆိုကြမယ်ဝေဖန်ကြမယ်တိုက်တွန်းကြမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒါလားမျိုးနဲ့ဒီသူပါတီကိုအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ဝန်ရံပူးကြီးပေးကြဖို့တိုက်တွန်းရင်းနဲ့ညီကိုချုပ်ပါလေအားလုံးကိုကျေးဇူးတင်ပါ